အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ကျွန်တော်တို့ပွဲချူသုံးသပ်ချက်ကပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်သောဒီလေးတစ်နေ့ဖြစ်ပါစေလို့ဒီနေ့ကနေကျွန်တော်စုံမောင်းအောင်တောင်းပေးလိုက်ပါတယ်။ အဲ့တော့လက်ရှိမှာဒီနေ့မနဲ့ရောဒီနေ့ရတာကျွန်တော်တို့နောက်ဆုံးဒါဟုတ်ပါ sorry ဒီနေ့ရပထမဦးဆုံးဒါကျွန်တော်တို့ဒီနေ့ရတာကျွန်တော်တို့ပွဲကြိုသုံးသက်ချက်လည်းပြောဒီတစ်ပတ်ရတာကျွန်တော်ပထမဆုံးရင် Premier League ပွဲစဉ်ကမြန်မာ Sandor ချိန်ဒါကျွန်တော်9နာရီတို့မှာကန်သွားမယ် Aston Villa နဲ့ Arsenal ပွဲစဉ်ဖြစ်ပါတယ်အဲ့တော့လက်ရှိမှာမနဲ့ပြောဒီပွဲစဉ်ကရုတ်တရက်ကြီးတော့လား okay ဒါ မစိုးဘူးဆိုပေမဲ့ဒီပွဲစဉ်နှစ်ပွဲကလက်ရှိမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။ Aston Villa ကနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာ၅ပွဲလုံးနိုင်ထားတဲ့တသင်းဖြစ်နေတဲ့နေရာမှာပါတယ်။ Aston Villa ကလက်ရှိမှာ Premier League မှာ total နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာ၄ပွဲထိနိုင်ထားပြီးတော့လက်ရှိ Arsenal ထက်တော်မှာဒါ form ကောင်းနေတဲ့အနေအထားတစ်ခုကိုတွေ့ရမယ်တဲ့မှာပါ။အဲ့တော့ Premier League မှာ Arsenal ထက် form ကောင်းနေတဲ့လက်ရှိမှာဒါနှစ်သင်းပဲရှိတယ်ဗော။နောက်ဆုံး Premier League ၅ပွဲမှာဗော။အဲ့ဒီအသင်းနှစ်သင်းက Manchester City နဲ့ဒါကြောင့် Aston Villa အသင်းဖြစ်တယ်။အဲ့တော့ လက်ရှိမှာ Aston Villa သင်းရဲ့ရမှတ်ကဘလောက်တိကောင်းနေလဲဆိုတာကျွန်တော်အဆင့်၄ကအခု Chelsea ကိုတောင်ကျော်ပြီးလက်ရှိမှာ28မှတ်နဲ့တူ Arsenal တူတဲ6မှတ်ပဲကွာနေတာတကူကို Aston Villa သင်းရောက်လာခဲ့တယ်။ဒီနေ့မှာ Aston Villa သင်းနဲ့အမှန်တိုင်းပြောမှတော်တော်လေးကိုအထနှေးခဲ့နေတယ်မှာပါတယ်။ Unai Emery သင်းနဲ့ဒါပြီးတော့ရာသီအစမတော်လေးကိုတိုင်ပတ်ခဲ့ပြီးသူတို့နေနေတာဘာဖြစ်လို့ဖြစ်ချင်မှမသိတဲ့သင်းသင်းကိုသွားခဲ့ပေမဲ့ Unai Emery နေနဲ့ League Game နေမှာနောက်ပိုင်းမှာတော်တော်လေးကိုပြန်ကောင်းလာခဲ့တယ်တွေ့ရမယ်။နောက်ပိုင်းပွဲစဉ်မှာဒါတော့ရှောက်နိုင်ပွဲကြီးဆက်လာပြီးအိမ်ကွင်းကဝီကွင်းကဒါကြောင့်ဖော်မရတော်တော်လေးကိုကောင်းလာခဲ့တဲ့အပြင်ကိုသူတို့ရဲ့တိုက်စ က်ပိုင်းကောကန်ဆယ်ပိုင်းကောမစိုးဘူးလို့ပြောလို့ရတယ်နော်ဒါပေမဲ့လက်ရှိမှာဒါပူပူလောလောမှာတော့ဒါကျွန်တော်တို့ Aston Villa နဲ့ Brighton ဘွဲစံမှာတော့ဒါကျွန်တော်သူသွင်းကိုသွင်းနဲ့ Aston Villa သင်းကရမှတ်ကိုပြန်ပြီးစုဆောင်းနိုင်ခဲ့တာကိုတွေ့ရမယ်အဲ့တော့တစ်ဖက်က Arsenal သင်းနဲ့ခုလက်ရှိမှာကြုံတုံးလေးသတင်းတစ်ခုပြောရမယ်ဆိုရင်တို့အနေနဲ့လက်ရှိမှာဒါကျွန်တော်သတင်းစိုးရှိပါတယ်အဲ့သတင်းစိုးတစ်ခုပြောပါဆိုရင်တော့လက်ရှိဒါကျွန်တော်တို့ အာစနိုအသင်းရဲ့ဒါကျွန်တော်တို့ခံစစ်ကစားသမားအသစ်ဝယ်ယူထားတဲ့ဒါကျွန်တော်တို့ခရစ်ယာန်မော့စကာရာကတော့နောက်ဆုံးသတင်းတွေက6ပတ်တိတိအနားယူရမယ်လို့သတင်းတွေကသိရတယ်မှာပါတယ်အဲ့တော့ပြောချင်တာအာစနိုအသင်းရဲ့ဒီနှစ်မှာခံစစ်ကစားသမားတွေဘာလို့ဝယ်ငယ်လေးဆိုတာကိုတော်တော်လေးဟိုဒါအကဒီကျွန်တော်ယုံလုံးတစ်ခုရ ပေါ်လာခဲ့ပြီလို့ပြောလို့ရမယ်ဒီမှာပါတယ်ဘောနော်မြေသွေးမင်းစိုးစီကောင်အာစနိုတဲ့ကလက်ရှိမှာတော့ကျွန်တော်ခံစစ်ကစားသမားတွေအပြည့်ဝရှိသေးတယ်ဒီနေ့ပွဲစဉ်မှာတော့အာစနိုအသေးနေနေတာရှိတာသူတို့ရဲ့ခံစစ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ဂေဘီယယ်နဲ့ဇာလီဘာဒါဂေဘီယယ်တော့ပါဝင်နေမှာမဟုတ်သေးတယ်နဲဒါပေမဲ့ဇာလီဘာဒီနေ့ပွဲစဉ်မှာပြန်ပါဝင်လာမယ်ဆိုတော့မဆိုးဘူးအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့လက်ရှိမှာဒါကျွန်တော်တို့ဒီကအာဒီတာနေတာကျွန်တော်ခံစစ်ပိုင်းမှာဒါကျွန်တော်လက်ရှိမှာဒါတင်ပါကိုဒါကျွန်တော်တို့အတွင်းနဲ့ထည့်ပြီးဒါကျွန်တော်တို့ white ကိုဒါ flat မှာပြန်ထုတ်တဲ့ပုံစံမျိုးသုံးရင်သုံးရမှာပေါ့နော်အဲ့တော့အလရှိမှာပြန်ကြည့်မယ်ဆိုရင်အာစနိုအသေးနေနေတကယ်တဲ့နင်သားဟိ ာသားဟေးဆိုတဲ့ movement မှာဒါကြောင့်လက်ရှိ cancer ပိုင်းကအားနည်းလာခဲ့တာကိုတွေ့ရမယ်။ဒါပေမဲ့အားနည်းလာခဲ့သူတို့အားနည်းဆိုသူများသိနေရ first line up လောက်နေနေရှိတယ်ဆိုရအနေထားတစ်ခု Arsenal သွင်းပြန်သွားခဲ့တော့လက်ရှိရာသီမှာဒါကြောင့်အငြင်းတန်းဒါကျွန်တော်တို့ဝေဖန်ခဲ့တဲ့ဥစ္စာအာတိတာကဘာလို့ cancer ကစားသမားတွေကြီးပဲအရန်ဝင်နေတာလဲကွာဆိုတဲ့မိကွန်းကိုဒီနေ့ပွဲစမှာအာတိတာကသူကငါဒါကြောင့်မလို့ cancer ကစားသမားတွေဝင်နေတာကွာဆိုတဲ့ပုံစံမျိုးကိုထပ်ပြီးဖြေပြနေတယ်တယ်မှာပါတယ်ပေါ့နော်။လက်ရှိမှာ Arsenal ကစားသမား Daniel Luzin ကတဖြည်းတဖြည်းနဲ့ပြန်ပြီးများလာခဲ့တာကိုတွေ့ရမယ်။ဒီရာတွေကိုလည်းတိတ်ပြီးသဘောမချလာတဲ့အနေထားတစ်ခုအာတိတာကိုရင်သွားနေ တော့တွေ့ရမယ်။အာဒီတန်ကိုရန်ကလက်ရှိမှာဒီလိုမျိုးခံစစ်ကစားသမားတွေကိုလက်ရှိမှာဒဏ်ရာကစားသမားတွေပြန်ပြီးများလာခဲ့မယ်ဆိုရင်တော့အာစနယ်သင်ကဒီနှစ်ဆောင်းရာသီအပြောင်းအရွှေ့မှာလည်းပြန်ပြီးဝင်သွားဖို့ရှိတယ်ဆိုတဲ့အကြောင်းကိုသူ့ရဲ့ဒါသတင်းစာရှင်းလင်းပွဲမှာပြောဆိုထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်ပေါ့။နောက်လက်ရှိမှာမီဂယ်အာတီတာအနေနဲ့သူ့ရဲ့အသင်းကိုဒါကျွန်တော်431ဆိုတဲ့ပုံစံမျိုးမှာမှာဒါခံစစ်ပိုင်းကိုအဓိကအားထားနေတာကိုတွေ့ရတယ်။ဒါပေမဲ့လက်ရှိမှာအခုနောက်ပိုင်းမှာအာစနယ်သင်နဲ့ဒါကျွန်တော်တိုက်စစ်ခံစစ်တူတိုက်စစ်ကအကုန်လုံးကဒါတဖြည်းဖြည်းနဲ့ဒါပြန်ပြီးကောင်းလာခဲ့တယ်။ဒါပေမဲ့ ဒီနောက်ပိုင်းပွဲစဉ်တွေမှာအာစနိုတင့်နဲ့ပြန်ကြည့်မယ်ဆိုရင်တော့သူတို့လုတ်ဆရာရှိတဲ့အလုပ်တွေကိုသူတို့ပြန်ပြီးလုပ်လာခဲ့တယ်။တည်တည်ချာချာရစ်ဒမ်မီမီလုတ်လာခဲ့တယ်။ဒါပေမဲ့ဒီလိုမျိုးတော့အက်စတိုဗီလာအတွေ့ပြီးဆိုအာစနိုတင့်နဲ့အငြင်းတဲ့လူတော့အက်စတိုဗီလာရဲ့အိမ်ငွေသူ့မို့တာအဝေးကမှာအက်စတိုဗီလာတင့်ကတခုမှတခုပညာပြလိမ့်ရှိတယ်။အက်စတိုဗီလာရဲ့ဒါပေမဲ့အာစတိုဗီလာတင့်နဲ့ဒါအာစနိုအိမ်ငွေမှာတူတူဆိုရလည်းတည်ကြခဲ့တယ်။ဒါကြောင့်လက်ရှိမှာအာစနိုအိမ်ငွေမှာဒါ2-0ဆိုအဲ့တော့ဒီရတာဒီနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာအက်စတိုဗီလာနဲ့အာစနိုတင့်ကအာစနိုကနှစ်ချိန်နိုင်တယ်။အာစနို အဆောမီလာကနှစ်ကြိမ်နိုင်တယ်။တရေကတစ်ကြိမ်ကျခဲ့တယ်ပေါ့နော်။အဲ့တော့ပြောချင်တာအဆောမီလာအနေနဲ့ဒါကျွန်တော်တို့ရဲ့နောက်ဆုံး၅ပွဲမှာဒါကျွန်တော်တို့အဆောမီလာကလည်းအာစတယ်ကိုအတိုင်းတာတစ်ခုထိဒုက္ခပေးနိုင်စွမ်းရှိတယ်ဆိုတာကိုတော့ပြောစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးလည်းရှေ့ဆက်ပြီးပြောရမယ်ဆိုရင်တော့အက်စတန်ဗီလာအသင်းအနေနဲ့သူတို့ရဲ့အင်ကွန်းမှာဘာလုပ်ပြနိုင်လဲ ဘာလုပ်နိုင်လဲဆိုတဲ့ဥစ္စာကိုမိကွန်ဆက်ပြီးပြနိုင်တယ်တမပါအဲ့တော့လက်ရှိမှာ SV လာတဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာဒါကြောင့်လက်ရှိနောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှာ၅ပွဲလုံးနိုင်လာခဲ့တယ်ခန်းစစ်ပိုင်းကမဆိုးဘူးဆိုပေမဲ့နောက်ဆုံး Brighton နဲ့ပွဲစုံမှာ၃ဂိုးတိပေးခဲ့တာကိုတွေ့ရမယ်ငကျနဲ့ပွဲစဉ်တွေမှာဒါတော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတယ်တိုက်စစ်ပိုင်းကဒါကြောင့်တိတ်ပြီးအရန်ကြီးထူးခြားနေတဲ့ပုံစံမျိုးမဟုတ်ပေမဲ့ Brighton ပွဲပြဿနာ Brighton ပွဲ exception ဖြစ်သွားပြီးကျန်တဲ့ပွဲစဉ်တွေမှာအကုန်လုံးကဒါသူ့ဟာသူမဆိုးတဲ့ပွဲစဉ်လို့ပြောလို့ရတယ်ခန်းစစ်ပိုင်းကသူ့ဟာသူမဆိုးဘူးဒါကြောင့်တိုက်စစ်ပိုင်းကသူ့ဟာသူမဆိုးဘူးလို့ပြောလို့ရတယ်တမပါတယ်အဲ့တော့ Aston Villa တဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာသူလုဆရာရှိတာလေးတွေ သူလုတ်ပြီးသူသွားเสียရှိတာလေးသူသွားလာခဲ့တယ်။အာဆိုသင်းကလက်ရှိမှာဒါကျွန်တော်နည်းနည်းလေးဒါကျွန်တော်ဘမ်ဘီဖြစ်နေတယ်။ဒါပေမဲ့ဘမ်ဘီဖြစ်တယ်ဆိုတာလည်းလက်ရှိမှာချက်စီလို့လို့ဒါကျွန်တော်ခက်ခဲကြက်တန်းနဲ့ပွဲစဉ်တွေကမှဒါကျွန်တော်နည်းနည်းလေးဘမ်ဘီဖြစ်တယ်ဆိုတော့သွားပြီးတော့ပြောလို့တော့မရဘူး။ဒါအာဆိုသင်းရဲ့လက်ရှိမှာဒါကျွန်တော်စပါဒါဘိုင်ယန်မြူးနစ်ချက်စီလို့အသင်းမျိုးဇက်တိုက်မျိုးကိုကန်ထားခဲ့ပြီးတော့ဒါ အဲ့ဒါကမမချက်စစ်တဲ့နေကိုပဲတည်ကြခဲ့တာကိုတော့တွားပြီးအဲ့ဒါယူတော့ဟာရှားလက်ပိုင်းကတိတ်မမိုက်ဘူးဆိုတဲ့စကားလုံးတော့ပြောလို့မရဘူး။အဲ့တော့အရှိမပြန်ကြည့်မယ်ဆိုအာစနယ်အသင်းကဒီနောက်ပိုင်းပွဲစဉ်တွေမှာတောက်လျှောက်ဂိုးတွေပြန်သွင်းလာနိုင်ခဲ့တွေ့ရမယ်။နောက်ဂိုးနဲ့တက်ကူတာနောက်ဆုံးပြန်ပွဲစဉ်၅ပွဲမှာ၄ပွဲအထိတွေ့လာနိုင်ခဲ့တာကိုတွေ့ပြီးတစ်ဖက်ကတော့ကျွန်တော်လက်ရှိပြန်ကြည့်မယ်ဆိုအက်စတွန်ဗီလာအသင်းကလည်းနောက်ဂိုးနဲ့တက်ကူနောက်ဆုံးပြန်ပွဲစဉ်၅ပွဲမှာ၄ပွဲအထိသွင်းလာနိုင်ခဲ့တွေ့ရမယ်။အဲ့တော့လက်ရှိမှာနောက်ကောင်လုံးကတိုက်စစ်ပိုင်းကတော်တော်လေးဥတာ improve ဖြစ်လာခဲ့တဲ့အခါမှရှိတယ်။ပြန်ကြည့်မယ်ဆိုအာစနယ်အသင်းကလက်ရှိခံစစ်ပိုင်းကနောက်ဆုံးပြန်ပွဲစဉ်၅ပွဲမှာကလင်းရှိမှာမှာတပွဲပဲယူနိုင်ခဲ့တယ်။ခံစစ်ပိုင်းက ကတောက်လျှောက်ဂူးလေးတွေပြန်ပေးနေရတယ်ဒါပေမဲ့ဂူးလေးကအများကြီးပြန်ပေးရတယ်ဆိုတော့အများကြီးတော့မရှိပါဘူးဒါကျွန်တော်လက်ရှိပြန်ကြည့်မယ်တကူတကူတကူနဲ့ပဲပြန်ပြီးပေးနေရတာဖြစ်တယ်အဲဒီတကူတကူတကူမှမှလက်ရှိမှာဒါအာဆနယ်တင်းနဲ့ပြန်ကြည့်မယ်ဆနာလန်နဲ့ပွဲစဉ်မှာ2ဂိုးနဲ့ထပ်တပွဲပေးခဲ့ရတယ်အဲ့တော့တစ်ဖက်ကဒါကျွန်တော်အက်စတိုမီလာကလည်း2ဂိုးနဲ့ထပ်ကတပွဲပေးအဲ့တော့ပြောချင်တာဖော်မရဆိုနှစ်ယောက်လုံးကဒါကျွန်တော် on paper ကို on form ရအောင်နည်းနည်းလေးတူနေတယ်ဒါပေမဲ့ လက်ရှိမှာတော့ဒါကျွန်တော်တို့တစ်ဖက်ကအသင်းကအဆင့်တင်မှာရှိရတစ်ဖက်ကစစ်ကအဆင့်သုံးမှာရှိရဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အစောဆုံးကံပဲပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစဉ်မှာဒါ Aston Villa အသင်းကရခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်နိုင်ခဲ့မယ်ဆိုရင်ဒါကျွန်တော်တို့ရမှတ်အမှတ်30နဲ့တူ Arsenal အသင်းကို3မှတ်အကွာနဲ့ဒါ pressure ပြန်ပြီးပေးနိုင်မယ်ဒါပေမဲ့လက်ရှိမှာအဲ့ဒါအပြင်ကိုလက်ရှိမှာအဆင့်နှစ်က Manchester City အသင်းကိုကြော်ပြီးတော့ဒါကျွန်တော်လက်ရှိမှာအဆင့်နှစ်နေရာကိုရယူနိုင်မှာက Aston Villa အသင်းတော်တော်တော်လေးကိုအပေါင်းလက္ခဏာဆောင်သွင်းနိုင်မယ်အနေထားတစ်ခုလို့မြင်တယ်အဲ့တော့တူတိုင်းမမီ Unai Emery ကတော့တကယ်ကိုသူ့လုပ်စရာရှိတာကိုလုပ်ပြနိုင်စေဖြစ်တယ်တကယ်ကိုဒါအမှန် ပြောင်ဒီနှစ်မှာဘောနော်အွန်နိုင်အမရီနဲ့ချန်ပီယံလိမဟုတ်ပဲနဲ့ဥရောပဝင်ခွင့်ကိုတခြားနေရာကနေယူသွားခဲ့တာကနည်းနည်းလေးပူကောင်းသွားခဲ့လို့ပြောလေဘာလို့လဲဒါလက်ရှိမှာဒါတစ်ဖက်အသင်းကတစ်ဖက်ရတာဥစားကိုနည်းနည်းလေးရှော့ကန်မှုနည်းနည်းလေးကစားသမားဒါကျွန်တော်တစင်းသိင်းကစားသမားလေးထည့်ကန်ဒါပရီးမီးယားလိမှာအားဆိုင်ကန်ဆိုတဲ့ပုံစံမျိုးတွေ့ရမှာအဲ့တော့ဒီနှစ်မှာဒါကျွန်တော်လက်ရှိအက်စတန်ဗီလာမှာမဖြစ်မနေချီးကျူးရမယ်ကစားသမားတွေရှိတယ်အဲ့ကစားသမားတွေလက်ရှိမှာဒါမော်ဂန်ရိုဂျက်စ်ကိုမဖြစ်မနေချီးကျူးရမယ်မော်ဂန်ရိုဂျက်စ်ရဲ့လက်ရှိမှာအက်စတန်ဗီလာတင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ထားပြီးတော့တကယ်ကိုခြေစွမ်းနေရတကယ်ကိုပြတ်သားထားခဲ့တာကိုတွေ့ရမယ်သူတို့နေလက်ရှိမှာဒါကျွန်တော် ော့ထုကဲပြီးတာအားသာမဒီနှစ်မှာမအသက်ဝယ်ထားကြသားမှာကောင်းနေတဲ့ပုံစံမျိုးတော့မဟုတ်ဘူးအက်စတိုဗီလာအသင်းကအခုလက်ရှိမှာကလစ်ဖြစ်နေတာတကယ်တော့ဒါကျွန်တော်တို့အနေနဲ့ဒါကျွန်တော်တို့တော်တော်လေးအဆင်ပြေနေတာကျွန်တော်ကစားသမားတယောက်တယောက်ချိတ်ဆက်နေမိနေတယ်ဒါအရင်တော့ကစားသမားတွေပဲသိပ်ပြီးဒါကျွန်တော်လက်ရှိမှာအသက်အသက်တွေဝယ်ထားမှုအက်စတိုဗီလာကိုယ်တိုင်ကလည်းဒါအရင်အရင်တော့ကဒါကျွန်တော်လူတွေဝယ်ထားပြီးတိုင်ပတ်ပြီးဒါလူတွေတောင်ပြန်ရောင်းခဲ့တဲ့အခြေအနေတခုရဒါပေမဲ့ဒီနှစ်မှာဒါရှိတဲ့လူတွေပဲတို့လက်ရှိဦးနိုင်အမီလုပ်ပြခဲ့တယ်ဦးနိုင်အမီနဲ့လက်ရှိမှာဒါကျွန်တော်တို့ထင်တာတက်ပို့ပြီးဒါပရီဇယ်တခုရတဲ့နေနေဒါမှမြင်တယ်တစ်ဖက်ကအာဒီတာကလက်ရှိမှာဒီနှစ်ပွဲမှာဒီနှစ်ပွဲမှာဒါမှမထင်မဲ့ပဲကြည့်လို့ကောင်းပါတို့ တွေပွေးလေနှစ်သိန်းရဲ့ဒါကျွန်တော်ဘက်တယ်ပဲဒါလက်ရှိမှာ Zoom Mandy Declan Rice Easy ရဲ့အတွေ့ရဒါကျွန်တော်လက်ရှိတောဒနာ Tillersman Camara ရဲ့အတွေ့တစ်ဖက်ကဒါ Double Pivot မှာဒါကျွန်တော်လက်ရှိမှာ Unana Camara ရဲ့အတွေ့လက်ရှိမှာအခုနောက်ပိုင်းမှာဒါအကြီးချောက်ကြီးအပြင်ပမှာတော်တော်လေး underrated တွေဖြစ်တယ်လို့ပြောလို့ရတယ်နှစ်ကောင်လုံးကလက်ရှိမှာဒါကျွန်တော် Kansas ဘိုင်းအာတန်ကစားမှပြပြနှစ်ကောင်လုံးကလည်း goal သွင်းနိုင်တဲ့စွမ်းရည်တွေရှိတယ်ဟိုလောက်ကဒါ Camara ကန်သွားတယ်ဒါကျွန်တော်အလုံးစုတော်တော်လေးကိုလှတယ်လို့ပြောလို့ရမယ်ဒီမှာသူ့ရဲ့တလုံးတည်းသောသွင်းကိုပေါ့နော်မမေရဲ့ SOV လာနိုင်သွားတယ်ပွဲစဉ်မှာဒါ Camara ရဲ့ဒါကျွန်တော် season ကထိတ်သွားကန်ချက်တော်တော်လေးကိုလှတယ်နေထားမှရှိတယ်အဲ့ဒီပွဲစဉ်တော်တော် ်လေးကိုမိုက်တနေထားမှရှိရတယ်။ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုတော့ Arsenal အသင်းမှာလည်း game changer လုပ်နိုင်တဲ့မျိုးစုံတွေရှိရတယ်။ဒါပေမဲ့ဒီလိုပွဲစဉ်ကခုနကပွဲစဉ်မှာပေါ့ခင်ဗျားတို့မသိဘူးကျွန်တော်ကဒါ Elian Trossard ကိုသတိရမိတာမှန်မယ်။ Elian Trossard နဲ့ဒီတဲ့ကျွန်တော် left wing နေရာမှာအခုလည်းရှိရှိနေတဲ့ကစားသမားတွေထက်ပို့ပြီးတော့နောက်ပိုင်းပွဲစဉ်တွေမှာ Mr. Reliable ကိုဖြစ်လာပို့ပြီးတော့အားကိုးလို့ရနိုင်တဲ့ကစားသမားတစ်ယောက်ကိုခင်ဗျားတို့ပို့ပြီးများတွေ့နိုင်လာ။အဲ့လက်ရှိမှာ Martinelli မကောင်းမှုကောင်းလေ။ဒါ Martinelli နဲ့လက်ရှိနောက်ပိုင်းပွဲစဉ်မှာ Super Sub ကပို့ပြီးအားကိုးရနေတာတခုရောက်လာခဲ့တယ်။ဒီဘက်ကတော့ကျွန်တော်နာဝမိုတာ Nonni ကိုဒါကျွန်တော် left wing နာထားမှာထားပြီးတော့ဒါကျွန်တော် Saka Rawe မှာထား လည်းဖြစ်တယ်။ဒါလက်ရှိမှာဒီနေ့ပုံသမတာအာစနိုအသင်းနေတဲ့တပတ်အက်စတွန်ဗီလာအသင်းကိုလက်ဆင်ပေးရမယ့်နေတာတစ်ခုရှိတယ်။ဝန်ထမ်းအမေရိကသူ့ရဲ့အသင်းဟောင်းနဲ့ပြန်လဲတွေ့တိုင်းဒါကျွန်တော်အမြင်နဲ့လို့လို့ဒုက္ခပီးတလေးရှိတယ်။ပြီးတော့ဒါအာစနယ်ငယ်လေးကတည်းကအားပြီးတဲ့အိုလီဝါကင်းတကောင်ဆိုတဲ့ကောင်ကလည်းဒါအာစနယ်တွေ့ပြီးဆိုအမြင်နဲ့လို့ဒုက္ခပီးလေးရှိတယ်။အဲ့တော့အာစနိုအသင်းရဲ့ဆူပါလာရဲ့လမ်းကြောင်းမှာအမြင်နဲ့အဟန်တာတစ်ခုနေနဲ့ရှိခဲ့တဲ့အက်စတွန်ဗီလာအသင်းနေနဲ့ဒီတစ်ခေါက်မှာအဟန်တာတစ်ခုနေဆက်လက်ပြီးရှိဦးမှာလား။လက်ရှိမှာအာစနိုအသင်းကသူ့ရဲ့ဆူပါလာလမ်းကြောင်းမှာဒါကျွန်တော်တို့ အဟမ်းနားနေနေရှိခဲ့တဲ့ကစားသမားတွေအကိုကိုအသိနဲ့အကုန်လုံးကိုသူတို့နဲ့ဒီနေ့မှချိုးပြနိုင်ခဲ့တယ်ဒါခါတိုင်းဒါ Newcastle United ကိုသူအနေနဲ့အနိုင်ယူခဲ့တယ်ဖူဟန်ဝူလည်းဒါအနိုင်ယူခဲ့တဲ့ခဲမှာပါတယ်လူမျိုးခက်ခက်ခဲခဲတွေလုတ်ခဲ့ပြီးတဲ့နောက်မှာ Aston Villa နဲ့ Sampdoria ထက်စစ်မှုမအောင်အာတိတာဘာပြလုတ်ပြအောင်လဲစောင့်ကြည့်နေတာကောင်းပါတယ်လောက်ပါပဲအားလုံးကြိုးတူပါတယ်ကျွန်တော်တော့ကုန်ပြီပေါ့ဗျမြန်မာလေးကလစ်ပေးကြပါဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တော့ကုန်ပြီပေါ့ဒီပါဗျ